။သမီးရီတွဲရည်ရွယ်ဆောက်လုပ်နေတဲ့နန်းတော်သမ ्या ခန္ဓာလာတဲ့အင်ကြီးကိုချပြလာတဲ့မင်းသမီးနန္ဒာလိုင်းတို့ဇနီးမောင်နဲ့မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်ကြောင်းရလေးကတော့သမီးရီတွဲရည်ရွယ်ဆောက်လုပ်နေတဲ့နန်းတော်သမ ्या ခန္ဓာလာတဲ့ဇက်ဘီလာဆောက်ကြီးကိုချပြလာခဲ့သူမင်းသမီးနန္ဒာလိုင်းနဲ့ဇနီးမောင်နဲ့ကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။မင်းသမီးနန္ဒာလိုင်းရဲ့ခင်မွန်ဖြစ်သူကိုစီတီဟာကမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးစင်ဝင်ဈေးကမ္ဘာအုပ်စုကုမ္ပဏီလိမိတက်ကြီးရဲ့ဦးဆောင်သူတယောက်ဖြစ်တာကိုပရိသတ်ကြီးတို့အားလုံးသိပြီးသားဖြစ်မှာပါ။ င်းသမီးနန္နာလိုင်ဟာမြန်မာမင်းသမီးတွေတဲမှာချမ်းသာဆုံးနဲ့ပါဝါရှိဆုံးတတိကတော်တရားဖြစ်ပြီးသူမရဲ့နေပုံထိုင်ပုံကတော့အခြားမင်းသမီးတွေတူယူရလာအောင်ကိုအနေထိုင်တိုသိရိုးအေးသူပဲဖြစ်ပါတယ်နိုင်ငံတစ်ခုရဲ့ချမ်းသာဆုံးစီးရင်တတိကတော်တရားဖြစ်နေပေမဲ့ သူမဘယ်ဘရန်ကင်နိုင်နေပြီဖြစ်ပါကြောင်းလိုင်းမော်တက်ကြွားမပြတတ်သလိုသူမခန္ဓာကိုယ်မှာလည်းဘယ်နမယ်ကြီးဘရန်မှဆင်မြန်းလေးမရှိသူတယောက်ပဲဖြစ်ပါတယ်။သူမကိုကြည့်လိုက်ရင်မိကက်တောင်မှမပါတဲ့မျက်နှာလေးနဲ့ပွဲလန်းခန္ဓာတွေတောင်မှမုန်စင်လေးတွေဝစ်စင်ပြီးသားတကယ့်အင်ရှင်မဆစ်ဆစ်ပုံစံနဲ့သာနေထိုင်တတ်သူတတိကတော်တယောက်ပဲဖြစ်ပါတယ်။မင်းသမီးနန္ဒလာရဲ့ခင်မောဖြစ်သူဦးစေတီဟာဟာလည်းဇေကဘာအုပ်စုကြီးရဲ့ဦးဆောင်သူလုပ်ငန်းရှင်တူဖြစ်နေပေမဲ့ဟိတ်ဟန်မရှိပျော့ပျော့နေတတ်တဲ့ပုံစံနဲ့သာနေထိုင်တတ်သူတယောက်ပါ။ဒီလိုချိုးချံတုတ်သိစွာနေထိုင်တတ်တဲ့ဇနီးမောင်နှံတယောက်က သူတို့ရဲ့မျိုးဆက်တဲ့သမီးလေးတွေအတွက်တော့တော်ရုံမိဘမျိုးမလုပ်ပေးနိုင်တဲ့အရာမျိုးကိုခက်ခဲနနာနဲ့ကိုတိဆောက်ပေးနေကြတာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ဒီနေ့မှပဲမိသမီးနနာလိုင်းတို့ဇနီးမောင်နဲ့ဟာသူတို့ရဲ့သမီးလေးအတွက်ဆောက်လုပ်ပေးနေတဲ့ဇက်ဗီလာကြီးကိုချပြလာခဲ့တာဖြစ်ပါတယ်။အင်ဂျီအားကြီးမာလွန်ပြီးတော့ခြံဝင်းထဲမှာတင်ပန်းချံရေကန်တော့အုပ်ခိမိကစားကွင်းရေလာရှောစီးတွေစားတဲ့အရာတွေအလုံးပါဝင်နေဇက်ဗီလာကြီးတိဆောက်နေတာကိုချပြလာခဲ့တာပဲဖြစ်ပါတယ်။ဒီဇက်ဗီလာကြီးတိဆောက်နေတဲ့အပိုင်းကိုအရှိန်မြင့်တင်ဆောင်ရွက်လျက်ရှိနေရလဲဖြစ်ပါတယ်။ အကြောင်းကတော့တမီးဖြစ်သူတွေနိုင်ငံရဲ့ချားကိုကြောင်းတော်မတွက်ခင်မှာဒီဇက်ဗီလာကြီးမှာအေးဆေးဆေးနေသွားစီခြင်းတဲ့တွေဒီဇက်ဗီလာကြီးကိုအ мян ရှိန်မြင့်ဆောက်လုပ်နေကြတာပဲဖြစ်ပါတယ်ဇက်ဗီလာကြီးကိုဆောက်လုပ်ရမှာလဲမင်းသမီးနန္ဒလိုင်တို့ဇနီးမောင်နဲ့ကိုရင်းကြီးကျယ်ဆောက်လုပ်နေကြတာဖြစ်ပြီး ခန္ဓာလုံးမှုကတော့အမေရိကကစမိုင်းတို့စိုင်ရင်ကြီးထက်ကိုခန္ဓာလုံးစွာဒီဇိုင်းမျိုးနဲ့တရားရေးဆွဲတိဆောက်ထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်။မင်းသမီးနန္နာလိုင်းရဲ့သမီးတွေဖြစ်တဲ့ဇေယဒီလိုင်း၊ဇေဝဒီလိုင်း၊ဇေမဒီလိုင်းတို့ကမွေးဖွားလာမယ့်နောက်မျိုးဆက်တွေပါအစဉ်အဆက်နေထိုင်တဲ့အောင် modern design နဲ့တရားဆောက်လုပ်နေကြတာပဲဖြစ်ပါတယ်။ဒီဇက်ဗီလာကြီးထဲမှာခင်မီစနစ်တွေပါထည့်သွင်းတိဆောက်သွားမှာဖြစ်ပြီးအလူလျောက်ထိန်းချုပ်လှုပ်ရှားတဲ့စနစ်တွေပါထည့်သွင်းသွားတယ်လို့သိရပါတယ်။မင်းသမီးနန္နာလိုင်းရဲ့သမီးတွေကတော့တကယ့်ကိုကုသိုလ်ကံကောင်းလွန်လာတဲ့သမီးလေးတွေပါပဲတော့။တာသမီး ေအတွက်အကောင်းဆုံးကိုသာပေးခြင်းလုပ်ပေးခြင်းနဲ့မိဘတွေရဲ့မေတ္တာတွေကလည်းအတိုင်းသားမြင်တွေ့ကြရပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ဖခင်ရဲ့ချစ်ချင်းမေတ္တာစေတနာအနာဂတ်မြုံမဲ့ချက်ကိုလေးစားပါတယ်။ငွေကြေးချမ်းသာလို့တဲ့စိတ်ထားမုံမြတ်တဲ့ဖခင်ကောင်းတာကောင်း ခမုန်းကောင်းပီသားရီအဲ့တွေဥစည်တရားကိုလေးစားမိတယ်။ကိုနိုင်ငံထဲမှာခန္ဓာထည်ဝါတဲ့အင်ကြီးတွေရှိတာကိုအင်တွေမဟုတ်ပေမဲ့လည်းပီတိဖြစ်တယ်။အတိတ်ကုသိုလ်ကံတွေကောင်းခဲ့တော့မိသားစုစစ်စစ်လုံးလုံးနဲ့ပျော်ပျော်ရွှင်ရွှင်နေကြရတယ်။စသဖြင့်ဝင်ရောက်ပြောဆိုမှတ်ချက်ပြုခဲ့ကြတာပဲဖြစ်ပါရီ။ပရိသတ်ကြီးတို့ရောမင်းသမီးနန္နာလိုင်းရဲ့သမီးလေးတွေကုသိုလ်ကံအကျိုးပေးကောင်းမှုတွေကိုအားကြမိရလားဆိုတာကိုမမမှာပြုတ်ခဲ့ပေးပါအောင်ရှင်။